ပကံကိုဆရာကြီးဥပုကေယကျန်စသားကြီးမင်းရေးထိုးထားတဲ့မွန်ကျောက်စာတွေမှာပါဠိဘာသာနဲ့ပိုးကာမလို့ခေါ်ပြီးတော့မှမွန်ဘာသာနဲ့ပိုးကံလို့ခေါ်တယ်လို့ဆိုပါတယ်ပိုးကံဆိုတာကာကြီးရေးချမတ်တာကံလို့အတန်ထွက်ပါတယ်ခေအဆက်ဆက်သမိုင်းမှာအကောအများဆုံးအတွေ့အများဆုံးအမည်ရတော့အရိမရဏပူရာဖြစ်တယ်ဆရာကြီးဥဒ္ဒမြတ်ကပြူကာမပုကာမပုကံ ပကံဖြစ်လာတဲ့ဒဲလို့ဆိုပါတယ်မွန်လို့ပောက်ကံလို့လည်းအတန်ထွက်တယ်လို့ဆိုပါတယ်ဒီတော့အရိမရဏပူရကဖော်မယ်နေဖြစ်ပြီးတော့မှပုကမပကံကတော့ကွန်မွန်နေဖြစ်တယ်ပကံမင်း55ပါးမှာနောထာမင်းက140တမင်း စုပ်ကလေးအပါဝင်40မင်းကပြူမဲနေလို့တတ်မှတ်ပြီးတော့မှအနော်ဒါအနေမှာနောက်ဆုံး14မင်းကပကံမြို့တော်ရဲ့ဖြစ်မင်းဖြစ်ကြောင်းသူတည်တနာပြုလို့ရတဲ့အတွေ့ပထမမြန်မာနိုင်ငံတော်နော်ဒါမင်းမြက်ကလာအမှတ်တမ်းဝင်သွားတာဖြစ်ပါတယ်သူရှိမှမင်း42ယောက်မြောက်ဘရင်ဖြစ်ပြီမြဲသူရှိမှ41ယောက်ကပြူမင်းနေဖြစ်တဲ့အတွက်ပထမဆုံးမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့မင်းမြက်ဖြစ်မှတ်တမ်းဝင်သွားတာကိုလေရိတ်စားမိလောက်ပြီမို့လားဗျာ အနောဒါကောအနုရုဒ္ဓါအနုတ္တရာကစုပ်ကလေးကိုစီကျင်းထိုးပြီးလို့နိုင်ရတဲ့အခါမှာတောင်ခမဲတော်ကွင်းစောကြောင်မြူရဲ့ဘုန်းကြီးဝင်နေတဲ့ကျောင်းကိုတွားပြီးတော့မှ မင်းပြူတော်မူပါလို့တောင်းပန်တော်မူခဲ့တယ်။ခမဲတော်ကငါအသက်ရွယ်ကြည့်ပြီးအမောင်သာမင်းပြူတော်လို့မိမမင်းအဖြစ်ကိုရယူတော်မူခဲ့တဲ့ပထမမြန်မာနိုင်ငံကိုတည်တဲ့မင်းကောင်းမင်းမြတ်ဆိုတဲ့ဂုဏ်နဲ့လိုက်ဖက်ညီတယ်လို့မထင်ဘူးလားဗျာ။ပရိသတ်ခင်မှာဘုရင်သက်ပြီးဘုရင်လုတ်တဲ့ ခေအဖေဟိုတက်အကူဟိုတက်ပြီးမေးလောက်ခဲ့တယ်ဓမြန်ကြီးကဘုရားတကာကြီးနရတူနဲ့တော့စီနဲ့ရည်လို့နှိုင်းရှင်တာကြည်လိုက်ပြီးတော့ဒါကြောင့်ရှင်မာရဒတာရအကျော်ကအနောရထာနုတညာနဲ့မဟာတီဟဘယင်သူရရင်နဲ့မင်းညွန့်ဖြစ်သားမင်းစစ်မင်းသွေးမင်းကောင်မွေးဤလို့ဆက်ဆူခဲ့တာပေါ့ဗျာ ဗကန်နိုင်ငံတော်ကနော်ရာမင်းလက်ထက်မှာအခုမြန်မာနိုင်ငံထက်ကျယ်ဝန်းခဲ့ပါတယ်နေနမိတ်ကထိုင်းနိုင်ငံကမ္ဘောဒီးယားနိုင်ငံနဲ့မလေးကျွန်းဆွယ်ထိတောင်ကျယ်ဝန်းခဲ့တယ်။ဘာကြောင့်လဲဆိုတော့တည်ခစ်တရားပြူနိုင်ငံရဲ့အကျယ်ဝန်းကိုပဲဆက်လက်ပြီးတော့မှအုပ်စုခဲ့လို့ဖြစ်တယ်။ဒီတော့တည်ခစ်တရားဟာမူလအစပထမမြန်မာနိုင်ငံတော်ကြီးဖြစ်တယ်။သို့တော့တမိုင်းမှာတော့ ပကံကပဲပထမမြန်မာနိုင်ငံတော်ကြီးဖြစ်မှတ်တမ်းဝင်ခဲ့တယ်။အနော်ဒါမင်းကြီးရဲ့ပထမနိုင်ငံတော်ဘူချက်ကတော့ဗန်းပကံမျိုးဟောင်းရဲ့နန်းတော်ဖြစ်တဲ့အေဝရီမြကန်းပေါ်မှာတရှိပြီးတော့မြည်ရတိုင်စားလို့နန်းတော်ရဲ့အစိပ်ပိုင်းတစ်ခုပျက်စီးခဲ့ပေမဲ့ရှေ့ကတော့နန်းတော်ကိုမြူယူလေးဘက်နဲ့ကျုံးနဲ့ဝိုင်းပတ်ကာရန်ထားခဲ့တယ်။ဒါကြောင့်မင်းဒရာဆံမြန်းနဲ့နန်းဆောင်ကအလဲဘူမှာရှိပြီးနန်းမရဲ့အတွန်းနဲ့အပြင်မှာဘင်းကိုတိုင်တီထားတဲ့ကြီးမားတဲ့ ဖရာတဆူရှိပါတယ်။ရှေရန်ကိုအကြောင်းပြုပြီးတော့မှဗုဒ္ဓဆာပေကိုတွတ်သွင်းကိုးကွယ်စေခဲ့နိုင်ခဲ့ပြီမဲ့ဝင်လူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့ဆာပေလည်းပုဂံမှာရှိနေခဲ့ပြန်ပါတယ်။ရေရောင်းသွားလာရင်တိတူရတဲ့အိန္ဒိယရဲ့ယဉ်ကျေးမှုတချို့ကိုလည်းကူလူဆက်ဆက်ရယူခဲ့တယ်လို့ဆိုကြပါတယ်။ဘွန်ဘာသာနဲ့ရေလိုထားတဲ့ရာသကုမာအကျောက်စာရဲ့တော့မနုဟာဖရာကြီးကိုနန်းကြပြင်းဝင်ပြင်းကတည်ခဲ့တာတွေရေပြူရင်ချင်းမှုပြူလဲရမှုတွေလွှမ်းမိုးတဲ့ ဘုရားစီရီတွေပုဂံမှာတွေ့ရတာဟာပြူမွန်းမြန်မာပေါ့ဆတ်မှုရဲ့ထင်ရှားတဲ့အတောက်ထားတာရကတွေဖြစ်ပါတယ်ရသာကူမှာအကြောင်းစာကတော့တွေ့ရှိမှုကတော့ပကံသမိုင်းမှာပကံခေပကံစာပေကိုများစွာအကျိုးကျေးဇူးဖြစ်စေခဲ့တယ်။ကြောက်စာမှာ၄ဘက်၄ဒံဇလုံးပြူမွန်မြမပါဠိဆိုပြီးတော့၄ဘာသာနဲ့ရေးထိုးထားတာကလည်းထူးခြားတဲ့စိတ်ကူးဖြစ်တယ်လို့တန်ဖိုးကလည်းအလွန်တရာကြီးမားကြကြီးမားခဲ့တဲ့ကြောက်စာတစ်ချက်ဖြစ်ပါတယ် ျွန်တော်ကတော့ကြွားစောကြပါပါဗျာ